ရင်ဆုံးခြေထောက်တွေခုတ်မယ်နော်ခြေထောက်တွေခုတ်မယ်ခြေသေးတွေခုတ်ပါပမာချက်ဒါပမာချက်စစ်စစ်နော်ပမာချက်ဆိုအဲ့လိုမျိုးလေးခြေထောက်ကဒါအပေါ်ကအရေကုန်မခွာသေးဘူးအဲ့လိုညစ်ပတ်နေရမယ်နော်ဟာဒါပမာချက်စစ်စစ်ပါအချိုးကြတော့ဝင်းမြူရေကိုအကောင်သေးရင်ပမာချက်လို့ထင်ပြီးတော့ဝယ်တဲ့သူတွေလည်းရှိရယ်နော်ဒါခြေထောက်လေးကပြီးမှနောက်မှလုပ်မယ်ခြေထောက်လေးဖြေထားလိုက်မယ်ဒီမှာ ရခုတ်လေးပြပေးပါမယ်။မပေါင်းနော်။ပေါင်းလို့ခွဲလိုက်မယ်။ပေါင်းနှစ်ဖက်ကိုခွဲလိုက်ပြီ။ခွဲပြီးရနဲ့မှန်းချလိုက်။မှန်းချပြီးရနမယိုးနူလေးရှိပါတယ်။ယိုးနူလေးကိုလမ်းချပြီးတော့ယိုးနူလေးရပြီးတော့ဖြတ်မယ်။သားကြီးပဲပါပြီးတော့ ယူကြည့်ပဲကြံခဲ့အောင်နော်ကြဲ့ရဲ့ဒီမှာခြိုင်လေးရှိတယ်ခြိုင်လေးကနေမှာယူနူလေးကနေဖြဲချလိုက်တယ်နော်ယူနူလေးနားလေးတော့ရသွားပြီဆိုရင်ဒီမှာအသားကြီးပဲဆွဲဖြဲချလိုက်အသားကြီးပဲရသွားနော်အဲ့ဒီ ောင်းနေရပိုက်ထုတ်တယ်နော်အစာအိမ်ကြီးပါလေသားမှညညက်ပတ်သွားပြီးပြီးတော့မှလည်းရောင်းနေပိုက်ထုတ်ချူပါလေးလည်းရောင်းပြီးခုတ်ပြီးတော့ဖြတ်ထားတယ်ဒီကနေပြင်ရတယ်ဖြစ်ဖြစ်ပြီးပြီဆိုရင်အစာအိမ်ကြီးလမ်းကြောင်းကိုဆွဲထုတ်တယ်။ဒါကြောင့်ဒီခုတ်ပြီးတော့ဖြတ်ပြီးတော့ကျိုးကမပါဘူး။ လက်ချောင်းတွေကိုလှုပ်ပြတဲ့ထဲကိုမပါဘူးလှုပ်ပြတဲ့ထဲမပါဘဲနဲ့လက်ချောင်းကြီးခုတ်ပြီးတော့ထည့်ချက်တော့အဲ့ဒီမှာဒီမှာလက်ချောင်းပိုက်တွေစာရင်းပိုက်တွေနော်မချောင်းကြီးရယ်လေဘင်းထဲမှာအဲ့ဒါတွေကိုမဖြုတ်ဘူးမဖြုတ်ဘဲနဲ့တခါလေလက်ချောင်းတွေခုတ်ပြီးချက်တော့အဲ့ဒီပိုက်တွေကဒီလက်ချောင်းတွေမှာပါသွားရောအာရှင်စရာအိမ်မှာလေအကြီးအွယ်နေတယ်နော်အကြီးအွယ်နေတာလက်ချောင်းတွေကပိုက်တွေပိုက်ကလေးတွေဒါလေးတွေကိုမဖေးပဲနဲ့ခုတ်လိုက်လို့ရှိရင် လေเจ้าတို့မှာယွန်စရာကြီး ဟပါဇက်ကနေပြီးတော့အောက်ကိုကုန်းထုတ်ချလိုက်မယ်။နော်ယူပဲကြံရအောင်။ ွေလိုက်ကြီးထည့်လို့ရှိရင်အိုးထဲမှာရှုပ်ချက်ကပ်ပြီးဟိုကနေညှိတာနဲ့ညှိနေအဲ့တော့သူ့လေးကိုတသက်ကလေးဖြစ်သွားအောင်ဆက်မီလေးကြည့်မယ်ဆက်မီလေးကြည့်ပြီးတော့မှထည့်မယ်အဲ့ဒါကြတော့ရှုပ်ရှုပ်ရှက်ရှက်လည်းမဖြစ်တော့ဘူးရှည်လည်းမဖြစ်တော့ဘူးရှုပ်လည်းမရှုပ်တော့ဘူးအစနွေးနေမယ် ချက်သားရင်းကိုအချုံအချုံမုံနည်းနည်းလေးထည့်မယ်ဘာလို့လဲဆိုတော့ငံပြာရည်မထည့်ဘူးနော်ငံပြာရည်ရောင်းလို့ငံပြာရည်ထည့်တာထည့်ရိုက်ကြတာမဟုတ်ဘူးနော်ငံပြာရည်မထည့်ဘူးနည်းနည်းလေးပဲဒီမှာကြည့်ဒါလည်းပစားစုံသေးလေးရယ်နည်းနည်းလေးပဲနော်နည်းနည်းလေးထည့်မယ်ချုံမုံရယ်ငံပြာရည်ရယ်စားရယ်တောင်းစားရဲစင်အောင်နေမယ်သားရဲဝင်အောင်နေမယ်ချက်တိုင်းကိုငံပြာရီမထည့်ဘူးเนาะငံပြာရီစိုက်တယ်ဆိုရင်တော့ထက်ချက်ဒါပေမဲ့ ကျသားရဲ့အနှံ့သူ original ကျသားနံဆိုတာရှိတယ်။အဲ့ဒီဟာကိုငပြားကြီးကျသားကြီးကငပြားကြီးထည့်လိုက်လို့ရှိရင်အဲ့ဒီ original ကျသားနံပျောက်သွားတယ်ဖုံးသွားတယ်။အားသာကျသားမထည့်ကျသားလည်းဟိုငပြားကြီးထည့်မချဘူးနော်။ရှင်မုံနည်းနည်းလေးရဲ့စားရဲ့စနေမို့ရအဲ့တုံးမျိုးပဲဘာမှမထည့်ဘူးဘာအမွေးနိုင်နှံ့တာဘာကြိုင်းမှမထည့်ဘူးနော်။အဲမခဏလှူထားတဲ့ကျသားလေးကိုဒီမှာပေါင်လေးနှချောင်းကိုဖယ်ထားတယ်။တပည့်ပြားကြက်ကြော်လေးလည်းစားနော်။ပေါင်လေးနှချောင်းဖယ်ထားပြီးတော့တစ်ကောင်လုံးကိုဒါပဲချက်။ချက်လို့ရှိရင် အထူးသတိထားတာကျမတို့တော်နီးပေါ့နော်ကျမတို့တော်နီးကတော့ကြသားဟင်းချက်ရင်အထူးသတိထားတာကျက်သွန်ဖြူအနီများများထည့်မယ်ကျက်သွန်နီများများထည့်မယ်နော်ကျက်သွန်နီများများထည့်မယ်ကျက်သွန်ဖြူလုံးဝမထည့်ပါဘူးကျက်သွန်ဖြူလုံးဝမထည့်ပါဘူးဘာအနှံ့ရတာမှမထည့်ပါဘူးကျက်သွန်အနီတစ်မျိုးပဲသုံးပါမယ်ကျက်သွန်အနီနဲ့ငရုတ်သီးနဲ့ထောင်းပြီးတော့ကျက်သွန်အနီတစ်မျိုးပဲသုံးပါမယ်နော်ဘာဖြစ်လို့လဲဆိုတော့ကျက်သွန်ဖြူထည့်လို့ရှိရင်ကျက်ချီးစော်နန်းနဲ့နော်ကျက်သားရဲ့အနှံ့ဟိုအနှံ့ပေါ့အနှံ့သူ့ original အနှံ့ရှိတယ်ကျက်သားမှာ ်အဲသူ့ရဲ့ကျက်သားရဲ့ original နဲ့အနှံ့ပြောက်သွားရောရှင်အားကြောင့်မလို့ကျက်သွုံအနီလုံးဝမထည့်ဘူးကျက်သွုံကျက်သွုံအဖြူလုံးဝမထည့်ဘူးကျက်သွုံအနီတစ်မျိုးတည်းပဲထည့်မယ်နော်ကျက်သွုံအနီကိုများများလေးထည့်ပေးပါဘာလို့လဲဆိုတော့ကျက်သွုံအနီကချိုတယ်ကျက်သွုံအနီကချိုတဲ့အခါကျတော့ကျက်သွုံအနီ များများထည့်လို့ရှိရင်ဟင်းလည်းပြစ်တယ်ပြီးလို့ရှိရင်ချိုမှုအများကြီးထည့်စရာမလိုတော့ဘူးချိုတဲ့အတွက်ချိုချိုလေးကျက်သွုံအနီရချူတော့ကျက်သွုံအနီကိုများများထည့်မယ်ပြီးရင်ကျက်သွုံအနီနဲ့ငေယူဒီနဲ့ကိုထောင်းမယ် ဘဲစင်ကြီးဒီမူလေးနော်ကျတော့ဒီသုံးလုံးအဘဲစင်ကြီးဒီမူလေးတစ်စုံကျတာဟင်းချက်လို့ရှင်ကျတာမှမဟုတ်ပါဘူးနော်အဲ့ဒီရဲ့မျိုးလွယ်ဘာတွေပါလဲဆိုတော့ဘဲတို့ငန်းတို့မန္တာလီတို့အားလုံးကိုလုံးဝဂျင်းတို့စပယ်လင်းတို့ကျတော့အချူတွေလုံးဝမထည့်ဘူးနော်အဲ့ဒီသူ့ရဲ့မျိုးလွယ်အကုန်လုံးကိုကျက်ဘဲငန်းနဲ့ပတ်သက်တဲ့မျိုးနွယ်မှန်သမျှကို မြေဦးသီးမုံနဲ့တက်တော့အမြင်နဲ့ပဲထားပါမယ်နော်ဘာလို့လဲဆိုတော့အဲ့မှာတက်တော့အဖြူထည့်လိုက်လို့ရှိရင်တက်ကြီးတော့ပဲရှိတော့နန်းနဲ့စက်သားဘဲသားရဲ့အနှံ့ original ရတာပြောက်သွားတယ်အဲ့ဒါဒါကျမတို့ဘဲဘက်ကလောဘက်ကကျမတို့ကြောက်တန်းဘက်ကအင်ချန်ဒီပါအဲ့ဒါလေးကိုစန့်ပြီးတော့ချက်ကြည့်လိုက်နော်အနှံ့ရတာလေးကသူ original အနှံ့ရတာ အဲတချို့ကလေတောဟုတ်သွားလို့ရှိရင်တဲ့သူတို့ချက်ကျွေးလိုက်တဲ့ခင်းလေးကြီးအားလဲစားလို့ကကောင်းလိုက်တာအဲဘာဖြစ်လို့လဲမသိဘူးတဲ့ဒီကိုအိမ်မှာရံပုံရလို့ရှိရင်မြို့ပြန်ရလို့ချက်လို့ရှိရင်တဲ့အဲ့ဒီအနှက်ရတာမထွက်ဘူးသူလားအဲ့ဒါကြောင့်မှတက်တော်ပြူလုံးဝမထဲပါနဲ့ဂျင်းလုံးဝမထဲပါနဲ့သဗလင်းလုံးဝမထဲပါနဲ့တောချက်ကြတိုင်းဧည့်လဲသွားလို့ရှိရင်တောမှာစားခဲ့ရတဲ့ကြတိုင်းရရတာရပါလိမ့်မယ်ဟာခနာထောင်းထားရဲချက်တော်အမီနဲ့ဒီအပြီးနဲ့အစုံကထောင်းတဲ့ဟာဒါတောချက်နော် ီပွေးမတက်ဘူးလုံးချက်မယ်ဒီမှာအားပဲစိမ်းစုံစည်းစစ်စစ်ကလေးနော်အဲ့လိုခွက်ကလေးတွေဈေးထဲမှာရှိပါတယ်ဝယ်ထားလိုက်ပါခင်းတို့ကိုဒီမှာငါးချက်သားပဲထည့်တယ်ပို့မထည့်ဘူးရှင်နော်ဒီမှာဒီခွက်ကလေးဈေးမှာရှိတယ်အဲအဲ့ဒါကိုခုနကသားထဲမှာသားစင်းနေထားပြီးသားဖြစ်တဲ့အတွက်ဈေးငါးချက်သားရဲ့ဒီဒီပစုံရဲ့ထည့်လိုက်ပါကနေနေနေပဲချိန်ပဲเนาะ ခြေကဒီဟာလေးလုံးဖို့အတွက်ပဲနည်းနည်းလေးပဲထည့်ဒါလုံးဖို့အတွက်ကိုပဲနည်းနည်းပဲထည့်ခြေတွေမထည့်သေးဘူးနော်ဒါကိုလုံးမဲ့ပြီးဟောတည်ပြီးတော့အဲ့ဒီဟာနာနာဆိုရင်မွေမွေပေးပြီးတော့ရေတစက်မှမကြံပဲနဲ့စီကြီးပဲကြံပြီးတော့ငရုတ်ကြီးအနှံ့လေးမွှေးလာပြီဆိုတော့မှချက်မဲ့ရေကိုထည့်မယ်နော်ခုလောစေဒီရေကိုချက်မယ်နော် အဲဒီမှာဒါလေးလက်စနဲ့ပြောခြင်းနဲ့เนาะဒါကလေဖုံးဖုံးရဲ့လက်ကောက်ကြီးချစ်လို့မရအောင်လို့เนาะအပေါ်ဆွဲတင်ပေးတာလေဒီအောက်မှာအဲ့လိုဖြစ်နေရင်တဲ့ကြည့်ရတာအဆင်မပြေဘူးဆိုလို့ညီမအပေါ်ဆွဲတင်ပေးတာပါလေဒါညီမအတွက်ကဒီဆောင်ရက်လုံးဝချစ်လို့မရတဲ့ပစ္စည်းလို့လို့ပါနားလိုက်ခွင့်လို့ပေးပါเนาะတန်တန်ရှင်ရင်လည်းဘာမှကိုယ့်ဤပစ္စည်းကိုစားတာဖြစ်တဲ့အတွက်ဘာမှလက်အိတ်ဆစ်စရာလည်းအကြောင်းမရှိပါဘူးလက်အိတ်ဆစ်ပါလို့ကလည်းတချို့ကပြောကြတယ်ကိုယ့်ဤနဲ့ကိုစားတဲ့ပစ္စည်းဖြစ်တဲ့အတွက်ဘာလက်အိတ်မှချစ်စရာမလိုပါဘူးညီမလက်ကလည်းတန့်ပြန်နေရပါเนาะ သွားပြီစီပြန်သွားပြီဆိုတော့ငွေသီးလေးကျက်သွားအောင်ဝေပေးရမယ်နော်ငွေသီးဝေပြီးတော့ငွေသီးကလည်းကျက်သွားပြီစီလည်းပြန်လာပြီအဲ့တော့မှချက်မဲ့ဟင်းယူခဲ့ပါမယ်နော်ပုံမှန်အမွေရချက်မဲ့ဟင်းယူခဲ့တယ်နော်အခုနာကလုံးရည်လေးနည်းနည်းထည့်ထားတာပါအခုချက်မဲ့ဟင်းယူထည့်ပါပြီပြန်ရေကြံလေးဖြစ်သွားပြီကိုအနေထားကြိုက်တဲ့လောက်အနေထားလေးကိုရသွားပြီဆိုချလို့ရလာပြီเนาะဒါက တော်ဟင်းချက်နီတော်ကြတာဟင်းချက်နီလေးပါရှားသာရှိတဲ့တော်ကြတာဟင်းလေးတစ်ခွက်ရပါပြီ